ပါကစ္စတန်နိုင်ငံကထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာလေယာဉ်ကြာစုပူစနာပြတ်မှုများတွင်လူရှိဦးထက်မနည်းသေဆုံးခဲ့ကြောင်းပါကစ္စတန်အာဏာပိုင်များကအော်တိုဝါလာနေ့ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရီကာမူဆက်လက်ဖြစ်ပွားနေတဲ့စုပူအုပ်ချုပ်မှုများကိုဖြေရှင်းရန်အကြီးအကဲရရှိများပါဝင်တဲ့ကော်မတီတရဖွဲ့စည်းခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့မှာပါကစ္စတန်ဘတ်ချန်းရှိကက်ရှမီးယားဒေသရဲ့မြို့တော်မူဇာဖာရာဘတ်မှာအနီးအနားမြို့များမှာ လူထပေါင်းများစွာစုဝေးခဲ့ကြပြီမယ်လေအိစရာပြပွဲများရဲ့အတိုင်းတာနဲ့ပတ်သက်ပြီးသတင်းနှဲငယ်သာထွက်ပေါ်ခဲ့ပါတယ်။ 1948ခုနှစ်ကလွတ်လပ်ရေးရခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်ဟာအဲ့ဒီချိန်ကလေးကခွဲခြားအုပ်ချုပ်ခဲ့တဲ့ကက်ရှမီးယားဒေသမှာလက်ရှိဖြစ်ပွားနေတဲ့စုပုံမှုများကြောင့်ဖုန်းလိုင်းများနဲ့အင်တာနက်လိုင်းများကိုဖျက်တောက်ထားပါတယ်။ဒါပေမဲ့မာဆာဖာရာဘတ်မြို့တော်မှာထပ်ပေါ်လာတဲ့တပ်ပုံများအရအော်တိုဘလာတရက်နေ့မှာအဒီကယုံနှင်းနှင်းရေးရဲတပ်ဖွဲ့ဟာဒရာတစင်းပေါ်မှမျက်ရည်ရုပ်ပုံများကိုပြစ်ခတ်နေပုံများကိုမြင်တွေ့ရပါတယ်။လက်ရှိချိန်ထိစူပိုအုပ်ချုပ်မှုများကြောင့်ရဲရရှိ၃ဦးနဲ့ရဲသား၅ဦးသေဆုံးကြောင်း အစ္စလာမဘက်မြို့တော်ရှိလုံခြုံရေးရရှိနှစ်ဦးကပြောကြားခဲ့ပါတယ်။စနာပြမှုများစတင်ဖြစ်ပွားခဲ့တဲ့စတင်မလာ29ရက်နေ့ကနေစတင်ပြီးစနာပြသူများနဲ့ရဲတပ်ဖွဲ့ကြားအဓိကရုံးဖြစ်ပွားမှုများဟာရောကြမသွားခဲ့ကြောင်းအဲ့ဒီရရှိနှစ်ဦးကပြောပါတယ်။အဲ့ဒီလိုစုပအုပ်ကြားမှုများကြောင်းအဲ့ဒီဒေသရှိစီးပွားရေးလုပ်ငန်းများစတင်ကြောင်းများနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်းငံ့ထားရကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။